business and economy တရုတ်ပြည်တွင်ပျောက်သွားတော့အမေရိကန်ကြက်ချီတော့ဘာကြောင့်လဲဘလောက်ထိဆိုလဲကဘာပတ်အမေရိကန်မိနနာစီးပွားရေးပညာရှင် channel ကျူးစွာပါတယ်ဘယ်နေရာကြည့်ရကိုမအောင်မှာရေးတာပါ and forth over which side violated the trade agreement, consumers in both countries are starting to feel the impact, especially Chinese diners who are having to do without American delicacies like chicken feet. Eunice Yoon has that story in this week's China Lens. 讲到伊食物品哦，怕你品得顺，啊，都有比嘛细的，每个人接触到的都还要，反正只有你啊，每个人接触到。<laughs>

But after prices rose 30% from March due to tariffs, he's had to pull the Chinese delicacy from the menu. American chicken feet are so beautiful, he says. Chinese feet just aren't as good. The tariffs and uncertainty they cause is why some American products have been vanishing from stores and restaurants. Beef supply. Liu Li says U.S. beef supply is unstable and now 50% more expensive. He switched. ဟာအမေရိကန်ကြက်ချေတောင်းနေတာတရုတ်ပြည်ကကြက်ချေတောင်းနေပိုကောင်းတယ်အဲ့ဒါတရုတ်ပြည်ကအမေရိကန်ကြက်ချေတောင်းကိုဝယ်ဆလာနော်နင်းနေတော့မဟုတ်98ရမ်ပီပေးရတယ်ကြက်ချေတောင်းအဲ့တော့ဈေးကြီးပါဘာလုပ်လဲဆိုတော့ तू ကအဲ့ကြက်ဟိုမန်ယူရနေပြီးတော့ဖြုတ်လိုက်တာပေါ့နော်ဖြုတ်လိုက်တဲ့ကြောင့်အိုတခြားဟာအစားထိုးဖို့ဆိုတာမဖြစ်တန်တော့။နေရောဆိုရင်အဲဒီဘေဂျင်းရက်စတောမှာဆိုရင်စသော်တယူကြီးက အာကြက်ချေတောက်တွေကို offer လုပ်တာဟာအခုထူးထူးခြားခြားတော့အမေရိကန်ကြက်ချေတောက်တွေကတရုတ်ပြည်မှာ popular ဖြစ်နေတော့ဘာကြောင့်လဲဆိုတော့အဲကြက်ချေတောက်တွေအရန်ကြီးရဲ့အတွက်ကြောင့်တော့ဒီမှာကြီးရဲ့ဘလောက်လှတယ်ကြက်ချေတောက်ဟိုတရုတ်ကျက်ချေတော့တည်တည်လေးပဲလေအာတခြားအာရှမှာလည်းအဲ့လိုပဲကျက်ချေတော့တည်တည်လေးပဲအာရှမှာရောကျက်ချေတော့ရွယ်ဝဲစားရဆိုတာအာပရိသတ်ကိုစားဘူးပါလားဆရာကတခါမှကျက်ချေတော့ရွယ်ဝဲမစားဘူးเนาะအာ တိတ်တယ်မကြိုက်တော့အယိုးရွက်ပါလာဆိုအမေရိကန်ကြက်ချင်တောင်းတော့ဝါဝါလည်းနေရှိရဲ့အဲ့တော့ကြက်ချင်တောင်းဘလောက်ထိဈေးကြီးရဲ့ဆိုတော့98ရမ်မီပြီတော့သူကပေးတာမန်ယူမှာရှိရဲ့ဆိုတော့ဒီမန်ယူမှာကြည့်လိုက်98ရမ်မီပြီကြက်ချင်တောင်းတွေ့ရ98 98ဆိုတော့ဘယ်ဈေးရှိလဲနော်ဘယ်ဈေးရှိတယ်ဆိုတော့ exchange rate တွားကြည့်မှာ exchange rate ဘယ်လိုကြည့်ရလဲတိမ်မဲမယ်နော်တိမ်မဲမယ် အဲရောအင်ရှင်းကြီးတက်မှာဆိုရင်စီးပွားရေးလို့တော်တော်လေးအဆင်ပြေပါဘူး။ဟိုလူတွေကိုတိတ်ပြီးအားကိုးကြမလို့။တချို့မြန်မာတွေတော်တော်များများကိုမမှလာမေးတယ်။ US ဒေါ်လာဆိုမြန်မာငွေဘယ်လောက်လဲ။ Euro ဆိုမြန်မာငွေဘယ်လောက်လဲ။တွက်ကြည့်လို့လွယ်လွယ်လေးပဲ။နော် Google တွားလိုက်။ Google တွားပြီးတော့ USD RMB ဆိုရိုက်ထည့်တယ်။နော်ဆိုတော့ဘယ်လောက်ရှိလဲဆိုတော့98 RMB ဟုတ်တယ်မလား။ Chinese ဆိုတာ98နဲ့လား။အဲ့ဒါဆိုရင် US ဒေါ်လာ73ဒေါ်လာอืม73ဒေါ်လာအာဈေးရောမနေဘူး။ဘာကြောင့်လဲဆိုတော့တရုတ်ပြည်မှာတရုတ်လာကနဲ့တရုတ်စားတော့ဆံမှာအဲ့လောက်ပေးလာဆိုတာဒါတော်တော်ဈေးကြီးရ။ဘာကြောင့်ဈေးကြီးရဆိုအမေရိကန်ကြက်ချေတော့ဖြစ်တယ်လို့ကြောက်။ယူတာမှာကြက်ချေတော့တယ်ဆိုလူတွေဝယ်စားမှာ။လူတွေဝယ်စားတော့ပဲအဲ့လောက်ကြီးဈေးကြီးကြီးပေးဝယ်ရ။အဲ့ရောအမေသားဆိုရယ်50%နော်ထပ်ဝယ်တော့ပိုပြီးဈေးကြီးပါ။ဈေးကြီးကတော့အမေသားရယ်ဆိုရယ်တရုတ်တွေကအော်စတြေးလျစီရတော့တွားပြီးတော့မှားကြတယ်။ အမေရိကန်ဆီကမမာတော့ဒီမကုံတွယ်ရေးစပွဲဖြစ်တဲ့တည်းကြောင့်မန်ယူကပြောင်းလာတယ်ပြောင်းပြီးတော့ beef ဆိုရယ်အမေရိကန် beef ကနေပြီးတော့ australia beef ဆိုသူပြောင်းမှာပေါ့အဲမျိုးရှိသေးတယ်တခြားဘယ်အစားတောက်နဲ့ပတ်သက်ပြီးတော့နော်အမေရိကန်ကနေဘလောက်ထိဒေါက်ရောက်လာတယ်တရုတ်ပြည်မှာမရှိတော့တဲ့ကြောင့်ဆက်ပြီးတော့ကြည့်ကြအောင် The tariffs and uncertainty they cause is why some American products have been vanishing from stores and restaurants. Beef supplier Liu Li says U.S. beef supply is unstable and now 50% more expensive. He switched to Australian beef, which has zero duty. U.S. beef is fattier and tastier, he says. It's a shame we're in a trade war. The high price is just too much to bear. I'm taking you to a restaurant in Beijing that is famous locally for its American style barbecue. It's known to source all of its beef from the US until. American beef 30, oh, America, no. then, America, America beef အရင်စားတော့စားကောင်းတယ်နော် America အရင်စားကောင်းတဲ့အတွက်ကြောင့်ဒါပေမဲ့ဈေးကအရင်မြင့်သွားတယ်မတက်နိုင်တော့ဘူးတဲ့နော် Australia beef က0% tariff ပဲနော် America beef က50%ပုံစံကြီးရဆိုတော့အဲ့တော့အေး Australia beef ဆိုပဲဆက်စားပါ America ရမစိုးမအောင်အဲ့တော့နွားကတော်တော်လေး ဟိုနာမည်ကြီးရပါတယ်တရုတ်ပြည်မှာအရင်ကဆိုမသိဘူးအမေရိကမှာနေတယ်ဟိုအမေရိကမှာနေလို့မသိတာမသိဘူးเนาะဟိုဘာကိုကစားနေကြဟိုထုံးစံတယ်မလေးမြို့တမျိုးမှာကိုကအမြဲနေနေဆိုအဲ့မြို့မလဲဖြစ်ဘူးဟုတ်တယ်မခီးထွက်ရဆိုလဲဖြစ်တယ်နေနေမျိုးဆိုမလဲဖြစ်ဘူးအဲ့ဒီသဘောတည်းပဲကိုကအမေကမှနေတယ်ဆိုအမေကဟိုချက်ချီတော့ဟိုအမေသားတွေက အာရှမှာနာမည်ကြီးရဆိုတာမသိအခုကအသေးဥပ္ပီမှာတော့နာမည်ကြီးရနော်အမဲသားနေတော့ချက်ချေတော့နာမည်ကြီးတဲ့ဘုံမှာရှိရအဲရောစစအမျိုးသမီးကအိုက်ဆိုင်သွားမယ်ဘာဂါရောင်းတယ်အမေရိကန်ဘီးဖ်တွေမှာရောင်းတယ်အဲအဲရောအမန်နျူးမှာဘယ်လိုမျိုးအခြေအနေရှိနေလဲကြည့်ကြမယ် May, the menu has already been completely changed. The staff here tell us that all of the beef is Australian. Mm. Chinese customers are forced to adjust. Mm. I don't think there's much difference, he says. Not everyone is willing to compromise. Restaurateur Gung can source chicken feet now from Brazil or Russia, but says they just don't stand up to the American ones. He keeps a small stash for himself, but hopes to serve his salt baked American Phoenix challenge once again. <laughs> เนาะအဲ့တော့စားလောက်ဆန်တကယ်စားကျွမ်းကျင်တဲ့လူတွေကတော့အများကြီးစားနေကြလူတွေကြောက်တိတယ်เนาะအခုက chicken free ကိုတခြားနိုင်ငံကနေပြီးအဲ့လူကြီးကသွားပြီးတော့ဝယ်တယ်ဘရာဇီးရဲ့အာပြီးတော့ရုရှားရဲ့ဝယ်ဒါပေမဲ့ chicken free ကြီးကြီးကွာတယ်ပြအမေရိက chicken free ရဲ့တခြားနိုင်ငံက chicken free နော်အော်တော်တော်ကွာပဲဒီမှာအသားလေးပဲအစီလေးပဲအဲ့ကြအမေရိကလူတွေဝါလာမဟုတ်ကြက်မာလေးဝါလာပဲကြည်တယ် နင်းနေတော့မအသားတော်တော်များကြအောင်နှစ်ဆနီးပါးရာဒီမကြီးဒီကြက်ချီတော်ဒီအဆိုင်နဲ့အရေးဒီဘက်ဆိုင်နဲ့ကြီးကြီးတဲ့တွေ့လားတွေ့လားနှစ်ဆနီးပါးတော့ကြီးတယ်အဲ့ဒါကြောင့်အမေကကြက်ချီတော်နာမည်ကြည့်ရပဲဟွန်း He keeps a small stash for himself, but hopes to serve his salt baked American Phoenix talons once again.

အာအရင်လေကြီးမိုးကြီးပြောပြီးွားပြန်လျှော့လိုက်အဲ့ရောပြန်ကြတာပဲဆိုသူတည့်တဲ့ဘုံမှာရှိရနော်အဲ့ရောပလိတ်တန်ကြီးရောဒီလိုမျိုးအမေကားနဲ့တရုတ်ပြည်နဲ့ကုန်တော်ရေးစစ်ပွဲဖြစ်တဲ့နေရာမှာဘသူ့ကိုအားပေးပါလဲလဲကိုမမရေးထားတယ်မှာဒီလိုမျိုးစီးပွားရေးပတ်သက်တဲ့ဗီဒီယိုပိုကြည့်ရှင်တော့ရောဒီ channel တွေကို subscribe လုပ်ထားပါကြက်ချီတော့တိုင်းကြီးอ่ะอืมอย่ากว่าจะปะแล้วตัว Kung says that another consideration on pricing is that while tariffs are pushing up costs, the down economy here is making Chinese consumers much more price sensitive. So uh, the American chicken foot and its pricier price is a bigger sell. John? Yeah, somebody's got to tell the American chickens. I'm sure they'd be very proud. Now, it sounds to me like, <laughs> at least in the near to medium term, these shifts won't be permanent because the American food product is differentiated, kind of different from the, the European situation, now? Yeah, well, they, it is. It definitely has its own selling point. So that is something that longer term would be good for the industry. But uh, for the moment, um, one of the problems is also just that overall uncertainty that people have. And, and one thing that was interesting with the consumers who we spoke to is that uh, they were saying, well, it's, it's something that we could live with. Uh, you know, they were kind of adjusting to it. And one thing that we've learned here during the pandemic is that once people start switching products, you know, over the long term, it, there's a big question as to whether or not you'd go back. So that's another consideration that a lot of these businesses are thinking about here. Three shocking reasons why butter ကြည့်အရာပါတွေကလူတွေက product တွေ switch လုပ်ဖို့ဆိုရင် ပြန် switch လုပ်ဖို့ကဖြစ်တယ်။ pandemic မှာဖြစ်မှုတယ်။ဟို covid ဖြစ်မှာလေ။တချို့ product တွေမရတော့မရတော့ဆိုလူတွေကတချို့တချို့ product တွေမဲ့တုံးရတုံးရတော့ကြောင့်အရင်တုံးနေကြ product တွေဆိုသူပြန်တုံးချင်မှတုံးတော့။နော်အဲ့ဒီအခုပေါ်ရှိရ။ American chicken free က ကြက်ချင်တော့က popular ဖြစ်တာမှန်တယ်အမေရိကန်နွားတော့ popular ဖြစ်တာမှန်တယ်အမေရိကန် popular ဖြစ်တာမှန်တယ်ဒါပေမဲ့ Australia လို့တခြား chicken free တွေကိုပြောင်းလဲမဆိုရင်အရင်ကမစားဘူးတဲ့လူတွေအခုမှစားစားမဆိုဒါမစိုးဘူးဆိုရင်စားကြမှာပဲအမေရိကန်ကြက်ချင်တော့မစားဘူးတဲ့လူတွေကြောင့်အမေရိကန်ကြက်ချင်အောင်ကောင်းမှန်းဆိုတော့သိမှာမဟုတ်စားဘူးတဲ့လူတွေကြောင့်တန်းတာပါမယ်တန်းတာပဲပြန်လာရင်လာနေအမေရိကန်ကြက်ချင်တော့ဘယ်တော့ပြန်ရမလဲနော်အမေရိကန်အမေရိကန် ဘယ်တော့ပြန်ရမလဲအဲ့လိုပြန်တောင်းတနေတောင်းတနေမှာအချိန်ကြာလာမြတ်အဲ့ဟာကပျောက်သွားတယ်နော်အဲ့လိုတောင်းတဆက်ပျောက်သွားတယ်အဲ့လိုပဲချမ်းသာတယ်ဆိုတာအဲ့လိုပဲရိုးတာမန်လူတွေကအိုးကိုအစားတော့မှန်နေတယ်လက်လုံးစားနေလာကပုံမှန်ရနေတယ်အဲ့လိုမျိုးကြရင်ချမ်းသာဖို့ကဲကိုသူမစင်းသားတော့ဘာကြောင့်လဲချမ်းသာရင်အရန်ကောင်းတဲ့အရာတွေသူမခံစားရဘူးလေဟုတ်တယ်မလား အာချမ်းသာတဲ့အခါကျရင်ဟိုကြိုက်နေနေမှာနေဦးရတယ်တနေရာမှာငရင်ထုတ်တယ်နေစရာမလိုမီးလောင်လည်းနေစရာမလိုเนาะစစ်ဖြစ်တယ်ချက်ချင်းလက်ဖြောက်တီးပြီးတော့တခြားနိုင်ငံပြောင်းရတယ်เนาะအဲ့လိုမျိုးတွေကတကယ်ချမ်းသာပြီးတကယ်ကြိုက်နေနေမှာ financial freedom time freedom location freedom မရှိရလူတွေတခါမှမရဘူးရလူတွေဘလို့မှမခံစားနိုင်အရာเนาะအဲ့လိုမျိုးကောင်းတဲ့အရာတွေကိုမခံစားအောင်ဆိုသူစူးစမ်းမှာမဟုတ်ဘူး ော်စ조사မဟုတ်တကယ်ဒုက္ခရောက်အခါကျတော့ဒါကိုယ်ကံပါမယ်ဆိုသူထင်တယ်အမှန်မဟုတ်တကယ်조사ရင်ကြိုက်နေနေမှာအလုံးလုံးရမယ်ဆိုရင်နော်လောကကြီးကဒုက္ခမှန်တယ်မလား99%လုံးဝပပျောက်သွားလက်ဖြောက်တည်းလို့အဲ့ဒါဘယ်လိုမျိုးလုပ်ရမလဲအရင်အရေးကြီးရယ်နော်ဒီလိုမျိုးအေးဆစ်ဆစ်လေးတက္ကသိုလ်6000ကျော်တနေ့တနိုင်နှစ်နိုင်သုံးနိုင်နဲ့ကြိုက်နေနေမှာအလုံးလုံးရမယ်ဆိုရင်ဒုက္ခပေါင်း99%ပပျောက်သွားပြီးမိပါလို့ရော ဂျေဇုဆက်ကိုရတယ်တမိသားစုကိုကဘာပတ်ပြီးခေါ်ဝါကိုရတယ်เนาะဆိုတော့အမေရိကန်ချက်ချချေတော့စားပူးပေးတဲ့လူကတော့တခြားချက်ချေတော့စားအောင်ပေါ့အဲ့ဒီမှာ financial freedom time free location freedom ရသွားတဲ့လူကတော့လူပြည်မှာ납ပြည်ရောက်တယ်လို့ပဲဖြစ်မှာဖြစ်ပါတယ်အဲ့လိုမျိုး납ပြည်ရောက်တဲ့အရာဒါခံစားကြည့်ရဆိုရော stock investing call option put option advance option day trading moment stock ဒီတင်ငန်း၅ခုကို တက်ရပါတယ် link တွေကို YouTube video description မှာ comment မှာရှိပါတယ်ဒီနေ့စရင်တွေးပြီးတော့ဒီနေ့မှာစောက်ရပါတယ် store share ဆိုရင်အမေရိကန်မှာနေရလို့ဆိုရင်ဒေါ်လာ30နဲ့စောက်ရတယ်အရေးကြီးရတာပတ်စာဘလောက်ရှိရှိဒေါ်လာတောင်းချီတင်းချီရှုံးနေလို့ရှိဒါကြောင့်ပညာမတက်တဲ့ကြောင့်လူတိုင်းအောင်မြင်မလားဆိုလူတိုင်းမအောင်မြင်လူတိုင်းအောင်မြင်ဆိုဒီဒီပညာတန်မှုမရှိတော့ဟုတ်တယ်မလားဒါပေမဲ့မဖြစ်ဖြစ်အောင်စူးစမ်းကြည့်ရရှိတဲ့လူကတော့အောင်မြင်မဲ့ကအရန်များတယ်ဆရာ စီမံတင်တန်း၅ခုတက်ပြီးရတဲ့သူမအောင်မြင်လို့ဆရာမတွေ့တယ်ဘူး။ဘာကြောင့်လဲတင်တန်းတစ်ခုစ조사တယ်အောင်မြင်ရတယ်အဲ့ဒါမြဲတဲ့အမြင်တွေကိုသူနောက်ထပ်တင်တန်းတစ်ခုအာတက်ပြီးတော့တုံးတယ်နောက်တင်တန်းတက်တော့ပတ်စပ်ပူရတာပူရတခုတခုအဲ့ရတယ်ပြောရမလို့ငချင်းစီငချင်းကြော့เนาะတင်တန်းတက်တာအားတော့လက်ဆောင်ရတယ်လို့ပဲသူအာရောအေးစင်းအောင်မြင်ပါဘောအဲ့ဒါကြောင့်တကယ်စ조사ခြင်းသူစိတ်ကောင်းရှိရတယ်မိမကျေးဇူးဆက်ခြင်းသူကဘာပတ်ခြင်းလို့ဆိုရင်ဒီနေ့ပဲ စာရင်းသွင်းတော့ပါ link မျိုး YouTube video description နဲ့ပို့မှာမှာရှိပါတယ်အပူရချိုးနေရှိတယ်။ဘယ်ဟာမျိုးပူကောင်းပါလဲ။ဘယ်ဟာပူကောင်းလဲဆိုတော့ဆရာကနေ app from နေ app channel ငါးလမ်းနီးလမ်းငါးလမ်းရှိရ။အဲ့ဒီဟာတွေကသူအကြိုက်ဆုံး။ဒီကောင်တွေကအရင်အထိရောက်တယ်။ကဲအဲ့လို expect မဖြစ်ပေမဲ့ဆရာရဲ့ဒီ app ခင်ပါလဲ app channel ဟာတွေကိုတိကျပိုင်နိုင်လို့ရှိရင် အရှုံးလုံးဝမရှိဘူး။ဆရာဆရာကြီးကျင်းလုံးဝဘာမှနားမလည်ရဘူးနော်။ဆရာပြောတဲ့အတိုင်းပဲ main line လုပ်ပါတယ်။ဒီဟာတွေကိုအတိအကျသိချတိုင်းလုပ်တယ်။လုံးဝအရှုံးမရှိဘူး။ Hello ဆရာ CIS store share glad tin tan ကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှာတော့ CIS အပေါ်တခါတည်းမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အခုဆိုတော့ကျွန်တော် အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လစ်လာတယ်ဒါမဲ့အသေးစိတ်တော့လစ်လာအခွင့်မရှိဘူးဆရာရီစီမာစီတင်နန်းတက်တော့ သေးစိတ်လည်လာခွင့်ရှိတယ်။ပြင်ဆင်ဟောပြတဲ့တင်ခန်းစာတွေကအထောက်ကိုရမ်းပြုတ်တယ်။ကျွန်တော်အရင်နှောင်းကမလည်လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ doing in option အရင်နီးနေနေလေးနဲ့အမြတ်များများရဲ့ရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာတင်တဲ့တဲ့ရနဲ့ တလကလမှာ9500မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတော့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောက်ဘဲနဲ့ပြင်ရပြီအခုတော့အဲ့လိုမြတ်လေးဆရာရေးဆရာကျေးဇူးပဲဒီညိုညိုလိုက်လေးနိုင်ငံပေါ်လာလို့ရှိရင်ကျမစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မနေတော့ဆရာကျေးဇူးတင်ပါတယ်ဆရာရေးရှိဆရာရဲ့စတော့ရှယ်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခုမပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတိတိချေချာတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုပ်နဲ့တက်နေပြီဆရာတင်နာနဲ့တင်နန်းကြီးကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလုပ်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ကြပြန်လည်းဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်နဲ့တက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တဲ့ဆရာပြီးရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာကျွန်တော်လည်းဆော့နေတာကြားပါပြီဆရာရဲ့ နေ့ကမှ store membership ကို join ပြီးတော့ဆရာရေဒီနေ့ဆိုရင်ကျွန်တော်ဘဝမှာအများအများဆုံးရခဲ့တာပေါ့ဒီရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာရေကျေးဇူးပါပဲဆရာရေနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ